Tesla ကားပေါ့ဗျာနော် Tesla ဒီ electric ကားပေါ့နော်ထုတ်တော့မဲ့အချိန်မှာ तू ကအဲ့ဒီကားတစ်ခုလုံးရဲ့အရေးကြီးဆုံးက battery ဗျာ battery အဓိကပဲဆိုတော့ तू ကကားအတွက်အကောင်းဆုံး battery ကို तू ကဘယ်မှာလာလာပြီးတော့အပ်လဲဆိုတော့တရုတ်ပြည်လာအပ်တယ်ခင်ဗျာတရုတ်ပြည်လာအပ်တယ်ဆိုတော့အဲ့ဒီတရုတ်ပြည်မှာအဲ့ဒီ battery ကိုလုတ်တဲ့ကား battery ပေါ့နော်ကား battery လုတ်တဲ့ तू က သူ့မှာအမြဲတမ်း dream ရှိတယ် dream မှာဘာလဲဆိုတော့ तू ကကားလုပ်ချင်တာဒါပေမဲ့သူ့မှာ idea လုံးဝမရှိပေမဲ့ तू အမြဲတမ်းသူ့မှာ dream ရှိတယ် dream ဆိုတာဘာလဲဆိုရည်ရွယ်ချက်ပေါ့ဗျာသူ့မှာတကယ်ရည်ရွယ်ချက်ရှိတယ်အိမ်မမနေတာမဟုတ်ဘူးအိမ်နေနေဖះဘဘပြမလဲဆိုတော့ခရစ်တော်ကြွလာတဲ့အထိလဲတင်ပါမှရမှာမဟုတ်အဲ့ဒီအိမ်မက်ကိုပြောတာမဟုတ်ဘူး तू ကျတော့သူ့ရဲ့ dream မှာငါကား တီထွင်တဲ့ဟလာလုပ်ငန်းရှင်တယောက်ဖြစ်ချင်တယ် inventor or entrepreneur plus inventor သူဖြစ်ချင်တယ်ဒါပေမဲ့သူမှာလုံးဝ idea မရှိဘူးဖြစ်နေတယ်ဒါပေမဲ့သူက battery ပဲသူလုပ်တယ် battery လုပ်တယ်မဲ့တရက်မှာ Elon Musk ကသူ့ battery လာအပ်တယ်အတော့ဘယ်လိုကားမျိုးလုံးမှာလဲလို့ပြတော့ Elon Musk ကသူကပြပြီးအကုန်လုံး Tesla ကဒီလိုဒီလိုဒီလိုလောက်ရတယ်။ तू ရေးလဲ तू ကြည့်နေနဲ့ okay ဆို तू idea ပေါက်သွားလား။ဟိုက battery ပဲလာအပ်တာ။လာအပ်ပေမဲ့ तू ကဒီ battery ကိုထည့်မဲ့ကားဘလို့အမျိုးအစားမျိုးလဲဆက် तू ကအကုန်လုံးရသွားတာ။ရသွားတော့ तू ကားလှုပ်လို့တက်သွားပြီဆိုတာ तू သဘောပေါက်သွားတော့ तू က battery တော့လှုပ်ပေးလိုက်တယ်။ battery လဲလှုပ်လဲလှုပ်ပြီးတော့တိတ်မကြဘူး तू ကနေပြီးတော့မှ तू ကားထုတ်လိုက်ရော။ BYD ဆိုတဲ့ Build Your Dreams ဆိုတဲ့ကားကိုသူထုတ်လိုက်တယ်။အဲမှာသူကရေးရေးလေအခုဒီ Saudi Asia မှာ BYD ကရှာကြီးရေးလေရှာကြီးဖြစ်သွားတာ။တကယ်တော့သူမှာ idea ရှိတာမဟုတ်ဒါပေမဲ့ dream တော့ရှိတယ်။ dream ရှိတယ်။ဒါသူစောင့်နေတယ်။ ီလွန်မတ်ဆာသူ့ရဲ့ dream လေးကို account ထဲပေါ်ပေးလိုက်တယ်ပြောချင်တာလာအပ်တာ battery သူ idea ရတော့တာကားဘလို့လောက်ရမလဲဆိုတဲ့ idea ကိုသူကသဘောပေါက်သွားတာဆိုတော့ if you have a dream ဟာလာတကယ်တင်မှာတကယ် dream ရည်ရွယ်ချက်တကယ်ရည်မှန်းချက်ကြီးကြီးရှိတယ်ဆိုရင်အချိန်တစ်ချိန်ရောက်လာရင်အဲ့ဒီဟာပြည့်စုံလာဖို့ရန်အတွက်အခြေအနေတွေအားလုံးကဖြစ်လာတာပဲတော့ဖျားသားသမီးတွေအတွက်လည်းအဲ့တိုင်းပဲညီကုံမောင်တို့ ဖျားသားမိတော့လည်းအဲ့တိုင်းပဲဖျားသခင်ချစ်တော်သူတည်းဟူတော်ဘာဖြစ်လဲကြံစီတော်မူခြင်းအတိုင်းခေါ်တော်မူသောသူတို့၏အကျိုးကိုခတ်သိမ်းသောအရာတို့သည်ဘာဖြစ်လဲတညီတညွတ်ဒီပြုစုကြသည်ကိုငါတို့တီးကြ၏တဲ့ဆိုတော့ညီကိုမောင်မတို့ဖျားကကျွန်တော်တို့အတွက်တညီတညွတ်တဲ့ပြုစုဖို့အကုန်ပြင်ဆင်ထားပေးပြီသားဒါမဲ့တခုတော့နားလည်အောင်ကျွန်တော်ရှင်းပြခြင်းနဲ့ကျွန်တော်တို့စန္ဒမပါဘဲနဲ့ဖျားကအလုံးမလုံဘူး hello ကျွန်တော်စန္ဒမပါ most ဖျားခင်ကျွန်တော်လုံးဝမချမ်းသာခြင်းရတယ်ตาလေးဟုတ်တယ်တေးကိုဖြောင်းမဟန်ဆောင်နေဖွဲ့တယ်လုံးဝမချမ်းသာခြင်းဟုတ်လားကျင်းတယ်လား up to you ပြရတယ်မြန်နေပြတော့စကားရှိတယ် oh up to god up to god it's not up to god up to you ဖျားကအကြည့်ကျွန်တော်ပြောပြမယ်တင့်ပုံမှန်အများကြီးမှုတည်တယ် င့်ပေါ်မှာအများကြီးမူတည်တယ်